ဆက်ပြကြမ်းခဲပြုလုပ်နေပါဝင်တဲ့ပစ္စည်းအချိုးစားလေးတွေကိုတော့ဒီစာရွက်ထဲကအတိုင်းကူရေးထားလိုက်ပါတော့ပထမဆုံးပစ္စည်းလေးကတော့စားအုံးစီဖြစ်ပါတယ်1980 gram ပါဒီစားအုံးစီကတော့၃မီတာစားအုံးစီဖြစ်ပါတယ်ရှင်ကျမတို့အိမ်မှာနေ့စဉ်နေ့တိုင်းဟင်းချက်နေတဲ့စားအုံးစီကိုသုံးထားပါတယ်စားအုံးစီကိုသုံးတဲ့အခါမှာစီတန့်သုံးလို့ရတယ်လို့အခုလိုကြော်ချက်ပြီးတော့ကြံတဲ့စီကိုသုံးလို့လည်းရပါတယ်ရှင်ဒါကတော့အိမ်သုံးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစီလေးကိုသုံးတာဖြစ်ပါတယ်နောက်တစ်ခုကတော့ရေတန့်ပေါ့နော်ရေတန့်ကိုတော့28ရာခိုင်နှုန်းသုံးထားပါတယ်စုစုပေါင်းအလေးချိန်950 gram သုံးရမှာဖြစ်ပါတယ်ရေတန့်ကိုအချိုးစားတိုင်းချိန်လို့ပြီးသွားပြီဆိုလို့ရှင်နောက်တစ်ခုကကြတော့ cost တစ်ဆိုတာထဲမှာ ဖြစ်ပါတယ်ရှင် costage ဆိုတာ ਨੇ ရေကိုအရင်ဖြော်ပြီးတော့ပြင်ထားပါမယ်เนาะ costage ဆိုတာကိုတိမ့်တဲ့အခါမှာကျတော့ဒီလိုမျိုးလေလုံတဲ့ဘူးတွေနဲ့ထည့်ပြီးတော့မှတိမ့်ပေးရမှာဖြစ်ပါတယ်ဒါမှကျမတို့အသုံးပြုတဲ့အခါမှာအချိုးစားကိုမှန်မှန်ကန်ကန်နဲ့ရမှာဖြစ်ပါတယ်ရှင်ဒီနေရာမှာရေနဲ့ costage ကိုချိန်တဲ့အခါမှာခန္ဓာကိုယ်ကိုအကာအကွယ်တွေလုပ်ပေးထားရမှာဖြစ်ပါတယ်เนาะမျက်မှန်တွေလက်အိတ်တွေထည့်ပေးထားမှာအဆင်ပြေမှာဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်ထည့်ပြီးသွားရင်ဒီလိုမျိုးတို့နှစ်မျိုးစလုံးကိုအရေးပြောအောင်မှွေပေးပါမယ်เนาะအရေးပြောအောင်မှွေပေးတဲ့အခါမှာဆိုလို့ရှိရင်เนาะအငွေ့တွေထွက်လာပါမယ်เนาะအငွေ့အငွေ့ထွက်ပြီးတော့ရေက80 80ဒီဂရီထက်ပူလာမှာ မှာဖြစ်ပါတယ်ရှင်ဒီလိုနှမျိုးစလုံးဖြော်ထားတဲ့အရေးကိုကြတော့ဆက်ပြအခေါ်ဝင်နေဆိုလို့ရှင်တော့ line water လို့ခေါ်တာပေါ့နော်ဒီဟာကိုကျမတို့ကဒီနေ့ CP ရဲ့ A နီးနဲ့လုံးမှာဆိုတော့ A နီးဆိုတာမီးမပါတဲ့နီးပေါ့နော် A နီးနဲ့လုံးမှာဆိုတော့သူတို့နှမျိုးစလုံးကိုအပူချိန်ညီအောင်အခန်းအပူချိန်မှာထားပေးရမှာဖြစ်ပါတယ်ရှင်လက်နဲ့ကင်လို့နိုင်တဲ့အနေထားမှာပေါ့နော်စီနက်ကော့စတစ်ကအဆင်သင့်ဖြစ်သွားပြီဆိုလို့ရှင်တော့ဒီနေရာမှာကော့စတစ်ဖြော်ရည်ကိုစီခွက်ထဲကိုထည့်လိုက်ပါမယ်ရှင်ကော့စတစ်ထဲမှာအညစ်ကြေးတွေပါလာလို့ရှင်ဆက်ပြတဲ့ပါမသွားအောင်ဒီလိုမျိုးစကားလေးနဲ့စစ်ပြီးတော့လုပ်ပေးရမယ်နော်တော်ပြီဆိုလို့ရှင်တော့မှုေ့ပေးပါမယ်ဒီနေရာမှာဘာမှအပူပောင်ပစ္စည်းဘာမှမထည့်တော့ဘူးဆိုလို့ရ ှင်ဒါတောက်ရှောင်းမှုပြီးတော့မိုးတဲကိုလောင်းလိုက်ယုံနဲ့ဆက်ပြဖြစ်သွားပါပြီเนาะဒီနေ့တုံထားတဲ့စီကဟင်းချက်တက်စီဖြစ်တဲ့အတွက်ကြောင့်မလို့အမြုပ်ကတော့ထွက်တာနဲမှာပေါ့เนาะဒါကြောင့်မလို့ကျမတို့ကအမြုပ်အာတိုဆေးတွေပါထည့်ပေးရမှာဖြစ်ပါတယ်ရှင်ဒီထဲမှာဆိုလို့ရှိရင်အမြုပ်အာတိုဆေးကို RAS 96ရာခိုင်နှုန်းကိုထည့်မှာဖြစ်ပါတယ်ရှင်ဒီနေ့ကတော့အပိုပါဝင်ပစ္စည်းတွေထည့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်လေးကိုသုံးပြီးတော့မှွေပေးမှာဖြစ်ပါတယ်ဒါလျာကြတော့အပိုပါဝင်ပစ္စည်းထည့်တဲ့အခါမှာဆက်ပြအသားပြည့်စီမသွားအောင်ဂျယ်လေးကိုထည့်လိုက်ပါတယ်ရှင်ဒီဂျယ်လေးကကျတော့ HEC ဂျယ်လို့ခေါ်ပါတယ်เนาะ ဂျဲထဲလို့ပြီးသွားပြီဆိုလို့ရှိရင်ဂျဲအသားနဲ့ဒီဆက်ပြအသားနဲ့ကိုတသားနဲ့ကြာသွားအောင်ဆက်နဲ့မှွေပေးပါမယ်ရှင်ဆက်နဲ့မှွေပြီးသွားပြီဆိုလို့ရှိရင်တသားနဲ့ကြာသွားပြီဆိုရင်ကျမတို့ပြင်ထားတဲ့အမြုပ်ဓာတ်ပေါ့နော် LAS 66ရာခိုင်နှုန်း ARPS လို့လည်းခေါ်တယ်ထင်တယ်နော် ARPS ကိုထည့်มาဖြစ်ပါတယ်။ပါဝင်ပစ္စည်းအချိုးစားတွေကို Cine Cost 1ကိုကြာတော့ကျွန်မပေးထားတဲ့အချိုးစားအတိုင်းကိုထည့်ပေးရမှာဖြစ်ပါတယ်နော်။ကျန်တဲ့အပိုပါဝင်ပစ္စည်းတွေကိုတော့အတိုးလျှော့လုပ်လို့ရပါတယ်ရှင်။အကုန်လုံးတမအောင်ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ဒီတစ်ခွက်လုံးကိုအယောင်ထည့်မယ်ဆိုလို့ရှိရင်လည်းဒီတစ်ခွက်ထဲကိုအယောင်ထည့်ချလို့ရတယ်။ဒါတည်းကကြာတော့အနံ့လေးထည့်တာပေါ့နော်။အနံ့ကကြာတော့ EO ထည့်တာဖြစ်ပါတယ်။ဒီနေ့ကတော့ FO ထည့်လို့လည်းရတယ်เนาะဒီထဲမှာအကျဲအသားပါပြီးတဲ့အတွက်ကြောင့်မလို့ FO ထည့်လို့ရှင်လည်းဆက်ပြအသားမပြည့်စည်ပါဘူးရှင်ဒါဆိုလို့ရှင်တော့မိုးလောင်လို့ရပြီเนาะ CP ဆက်ပြကိုမိုးလောင်တဲ့အခါမှာခက်မြမြန်လေးလောင်ပေးလို့ရှင်ပို့ပြီးတော့အသားလှစေတယ်เนาะဆက်ပြအသားပို့လှစေတယ်တကယ်လို့လောင်းတာနောက်ကြလောင်းတာနှေးလို့ဆက်ပြတာခဲလာမှလောင်းတယ်ဆိုလို့ရှင်တော့ဆက်ပြတာကမညညာပဲနဲ့တိတ်ပြီးတော့မလှတာတွေဖြစ်ပါတယ်နော်ဒါဆိုလို့ရှင်တော့အကြံခဲလောက်တာပြီးသွားပါပြီရှင်ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်အမြင်မတူလို့ရှင်လည်းကြော်သွားလို့ရပါတယ်နော်တကယ်လို့ကြိုင်းနေတတ်တယ်ဆိုလို့ရှင်အသေးလေးပေးပြီးတော့ share ပေးခဲ့ပါဦးရှင်ကျေးဇူးတင်ပါတယ်